ဟယ်လိုအားလုံးပဲမင်္ဂလာပါတိချက်နာမည်တိချက်ခရီးဝင်ပါရှင်အမ်ချီပန်းထိုးမှုကိုအလွယ်ကူဆုံးနဲ့အမြန်ဆုံးဖြစ်အောင်သင်ပေးမယ်နော်โอเคလိုအပ်တဲ့ပစ္စည်းတွေကကကြီးလေးလိုပါရှင်ပြီးတော့အိမ်သုံးအပ်ကလေးနော်အိမ်သုံးအပ်ကလေးလိုပါမယ်ရှင်ပြီးတော့လို့ရှင်အဲပိတ်ဆာမှာဆွဲတယ်ပေါ့နော်ပိတ်ဆာမှာဆွဲဖို့ းဘောပင်လေးတွေဒီဟာဟိုအူခံဘောပင်ခွာလာမှာပြီเนาะအဲ့ဒီကိုလုပ်ပါမယ်ပြီးွားလို့ရှိရင်ဒီချေကတော့ဒီလိုချီလေးကိုအဲရန်ကုန်မှာအဲမြန်မာပြည်မှာတော့မစ်ကော်တွန်ခေါ်မယ်နဲ့တူတယ်အဲ့ဒါလေးတွေနဲ့တော့ပန်းထွက်တာရုပ်ပုံထားပါတယ်အာဒီလို ready ချီထိုးပန်းချီထိုး ပန်းထိုးတဲ့ခြေလေးလည်းရပါတယ်ဒါပေမဲ့ဒါလေးတွေကကျတော့တစ်ချောင်းတစ်ချောင်းချင်းပါတဲ့ခါကျတော့အများကြီးမဆန်ဘူးနော်ဟိုကနောက်ပိုင်းကျရင်ပန်းထိုးလုပ်ငန်းနဲ့လုပ်ငန်းလုပ်မဲ့အခါကျလို့ရှိရင်ဒါလေးတွေကပိုကြိုက်ပါတယ်ရှင်โอเคအဲ့ဒါလေးကိုညှက်လိုက်ပါညှက်လိုက်ပြီးတော့လောက်လောက်ညှက်မလဲဆိုတော့တထောင်နှစ်တောင်စားနော်အဲ့လက်ဟိုနှစ်ပြန်စားလေးပေါ့အဲ့လိုမျိုးလေးညှက်လိုက်ညှက်ပြီးသွားလို့ရှိရင် ရင်ဒီမှာကြည့်အစလေးထိတ်မှာခွဲလိုက်လို့ရနော်အဲ့ဒီဒီလိုလေးပဲဆွဲထုတ်လိုက်နော်ဆွဲထုတ်လိုက်တဲ့အခါမှာသူကတခုရင်းဖြစ်သွားရောနော်ဒါဆိုရင်အာဟိုလေအဲ့ဒီ mix cotton flour အဲ့ဒီဟာဆိုလို့ရှင်တော့ငါးပင်ဘူးလေးပါမင်းနဲ့တူရယ်နော်ဒါတော့ဒီချေကတော့ပြီပါမှဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးဟိုဒီကအဲ့မိတ်ကော်တင်တော့မဟုတ်ဘူးနော်ဒါလေးနဲ့ချက်တော့ဟုတ် ဒီလိုအမြင်လေးဖြစ်သွားပြီเนาะဒီလိုအမြင်လေးဖြစ်သွားပြီဆိုလို့ရှိရင်ဒီမှာအမီထိုးဒီလိုပဲရိုးရိုးလေးအမီလေးထိုးလိုက်ဒီလိုဆိုလို့ရှိရင်ဒီလိုပန်းစားရောထိုးလို့ရပြီเนาะဒါပအဝင်ပစ္စည်းလေးတွေကိုရှင်းပြပေးထားပါရှင်ဟုတ်နောက်ဒီမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်